2c 2p wish သုံးမဲ့သူတွေဆိုလို့ချင်းနားထောင်ပြပါကျွန်တော်မှလည်းလာမေးကြတယ်ဗျာကိုရေကောက်ဘလို့ဖွင့်ရမလဲဗောနောဖွင့်ဒီတင်ပေးပါဘလို့ပညာပေါ့ဗျာလာမေးတယ်ဗောနောအဲပြောချင်တာကျွန်တော်ကိုယ်တိုင်ကိုမှပဲအဲ့ဒီကောက်ကိုဖွင့်လို့မရလို့ဗောနောလက်ရှော့ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့နှစ်ကြိမ်မြောက်ဗောနောစမ်းကြည့်တယ်မရဘူးအာတခြားသူစောင်းနေတယ်ကျွန်တော်ဖွင့်ကြည့်သေးတယ်မရဘူးဗောနောမရတော့ကျွန်တော်လက်ရှော့ပြီးတော့ထပ်မဖွင့်တော့ဗျာအနည်းချက်အတားချက်ကိုကျွန်တော်ထောက်ပြပေးမယ်เนาะမိတ်ဆွေတို့ကတော့ကိုယ့်ရဲ့စိတ်ပေါ်မူတည်ပြီးတော့ ကြရင်တော့မကြရင်မတော့နဲ့ဒီလောက်ပဲကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်အဲကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီ software ဘိုင်းကိုပြောချင်တယ်ဗျကျွန်တော်တွေအနေနဲ့ဗျနားလဲပါတယ်အာလူကြီးများပြားလူပေါ့နော်ကျွန်တော်တွေ account တွေ select တွေပေါ့နော်စစ်ဆေးတာကြန့်ကြတာမျိုးတွေစောင့်ရတာမျိုးတွေချိရင်ကျွန်တော်တွေနားလဲတယ်ဒါပေမဲ့ပြောချင်တာက account တွေကိုကျွန်တော်တို့ကဒီဖွင့်တဲ့အခါမှာဗျတကယ်လို့ပေါ့နော်တခုခုပေါ့ဗျမအောင်မြင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအကြောင်းပြချက်ပေါ့နော်ဒီ jack ကဘာကြောင့်ဖြစ်တာလဲ ဘယ်နေရာမှာပါမှားတာလဲဆိုတဲ့အကြောင်းအရာလေးကိုတော့ကျွန်တော်တို့ဒီဖုန်းလေးကနေ SMS လေးတော့ပို့ပေးတင်တယ်ဗျာအဲ့လိုမျိုးလေးပို့ပေးတာအပမ်းမကြည့်ဘူးလို့ထင်ပါတယ်ပေါ့နော် auto SMS လေးတော့ထားပေးစင်တယ်ဗျာအဲ့ဒါဆိုကျွန်တော်တို့ကโอเคဒါဒါကြောင့်မလို့မအောင်တာပေါ့နော်နားမလည်သူဆိုလို့ရှိရင်လိပ်စာတွေဖြည့်မတက်လို့တခုခုပေါ့နော်မှားရိုက်လို့ပုံတွေမပြေလို့ပါညာစသည်အဖြစ်ပေါ့ဗျာ အဲ့လိုမျိုးလေးတပြောရင်တော့ကျွန်တော်တို့အနေနဲ့ဒါပြင်ဆင်ပြီးတော့နောက်တစ်ချိန်မှာမမအောင်ပြင်ဆင်ပြီးတော့လုပ်လို့ရတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းနှစ်ချိန်တိတိဖွင့်တယ်နော်ပထမတစ်ချိန်တုန်းကကျွန်တော်ဖွင့်တယ်9ရက်လောက်စောင့်ရတယ်မအောင်ဘူးအဲ့တော့ကျွန်တော်တို့ချင်းတစ်ခါထပ်ဖွင့်တယ်9ရက်လောက်တစ်ခါထပ်စောင့်တယ်မအောင်ပြန်ဘူးပေါ့နော်ကျွန်တော်သိချင်တာဘာကြောင့်မအောင်တာလဲပေါ့နော်အဲ့ဒါကိုသိချင်တာကျွန်တော်ပြောချက်သိချင်တာဒါပေမဲ့လုံးဝမပြောလာဘူးပေါ့နော်အဲ့ကျွန်တော်တို့ဒီ webpage ရဲ့ page မှာလည်းမေးကြည့်တယ်ဘာမှရည်ရအကြောင်းပြချက်မရှိဘူးအာနောက်တစ်ယောက်ကကျွန်တော် မြန်မာဝန်ထမ်းတယောက်စီမှာလည်းကျွန်တော်မေးကြည့်တယ်အဲ့လိုမျိုးပုံစံဆိုလို့ရှိရင်ကျွန်တော်တွေကလုံးဝအဆင်မပြေဘူးเนาะကျွန်တော်ဆိုလို့ရှိရင်ဒါကိုယ့်ကိုယ်ဘယ်လိုပြောတာမဟုတ်ဘူးကျွန်တော်ထိုင်းနိုင်ငံမှာတတော်များများ application တွေပေါ့เนาะထွက်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကောက်တွေဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်စမ်းဖွင့်တယ်စမ်းသုံးတယ်သုံးပြီးမှကျွန်တော်တခြားသူတို့လမ်းညွှန်လေးရှိတယ်အခုလက်ကျွန်တော်ဒီကောင်ကိုအာဖွင့်မတတ်တာတော့မဟုတ်ဘူးကျွန်တော်အကုန်ချက်လက်တွေအကုန်တိကျဖြစ်ပြီးမှန်အောင်လုပ်ပြီးဒါပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့เนาะပြောချင်တာကမအောင်မြင်မအောင်မြင်တဲ့အကြောင်းအရာကိုပြော ဒါဆိုကျွန်တော်လက်ခံနေမှာโอเคဒါကတော့ဆိုရင်ပတ်သက်ပြီးတော့မအောင်တဲ့သူတွေအတွက်ဒါပြောပြပေးတာနောက်တစ်ခုကျွန်တော်မသုံးတော့တဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့ခံမှန်းရသလောက်တော့ application ကရရှိကြလို့ချင်းကျွန်တော်တွေနေနေပေါ့နော်ဒါ security ဘိုင်းကြတော့ကျွန်တော်တွေနေနေအာမခံမှုရှိလားမရှိလားဆိုတော့မသိဘူးဗျာခုချိန်မှာတော့အများကြီးဝိုင်းပြီးတော့အာဒီ software ကိုပေါ့နော်အသုံးပြတဲ့အခါကျတော့ software ကခုချိန်မှာတော့နည်းနည်းပြဿနာတွေတော့ရှိမှထင်တယ်နောက်တစ်ခုကလက်ရှိကျွန်တော် ပါတယ်အဲ့ဒါလေးရှိတယ်ဆိုတော့ဗျာโอเคလက်ရှိကျွန်တော်သိရသလောက်ဆိုရင်ဗျာတချို့အကောက်ရထားတဲ့သူတွေဆိုရင်တောင်းပါဗျာအဲ့ဒါလေးရှိတယ်ဘာအဲ့ဒါတွေလဲဆိုတော့ကျွန်တော်တို့ဒီအာနာမည်ပေါ့ဗျာနာမည်ဒီသုံးလုံးဆိုလို့ရှိရင်ရှေ့နဲ့နောက်နဲ့မှားနေတာတွေအလယ်နဲ့နောက်နဲ့မှားနေတာတွေအဲ့ဒီမျိုးတွေပေါ့နော်နာမည်မှန်မှန်နဲ့ပြဿနာလေးတွေရှိနေတယ်ဗျာအဲ့ဒါလေးတွေကအဲ့ပြဿနာရှိနေတယ်เนาะတခုခုကို account name နဲ့ထားပါဆို password name နဲ့မတူတာလို့ brand name နဲ့မတူတာလို့ခုခုကျွန်တော်တွေငွေကြေးနဲ့ပတ်သက်ပြီးခက်ခဲဖြစ်လို့ရှိရင်ကျွန်တော်တွေကအဲ့ဒါပြဿနာရှိနေတယ်နော်အရေးကြီးတယ်အဲ့ဒီ check တွေက error ကြီးကြီးမားမားဖြစ်တယ်နော်အာနောက်ဆက်တွဲပြဿနာတွေကျွန်တော်တို့မသိရသေးဘူးအဲ့တော့အဲ့ဒီ error ရှိတယ်ငွေကြေးဘိုင်းမှာတော့ကျွန်တော်မသိဘူးမသုံးဘူးလားဖြစ်ရတဲ့ကြောင့်မလို့အတကယ်လို့တစ်ခုခုကိုယ့်ရဲ့ငွေကြေးတွေဆက်ရှင်အောက်လည်းပတ်စံမဝင်တာမျိုးတွေဖြစ်ခံရင်ကျွန်တော်တို့ကဆက်ရှင်ဆောင်ရွက်ပေးမှလားပေါ့နော်အဲ့ဘိုင်းကြီးလည်းကျွန်တော်ရှိရအောင်ကျွန်တော်ကိုယ်တိုင်ကတော့ အာလုံးဝစစ်မပြေတာဖြစ်လို့ကြောင့်မို့မသုံးတော့ဘူးပောက်ခွင့်ကြီးလည်းကျွန်တော်မတင်ပေးတော့ဘူးရင်တော့ကျွန်တော်တင်ပေးဖို့ပဲဒါပေမဲ့ကျွန်တော်ဝင်လုံးဝလောက်ရစစ်မပြေတာဖြစ်လို့ကြောင့်မို့မတင်ပေးခြင်းဖြစ်ပါတယ်ဝိစရူကတော့ကွန့်ကိုကြိုက်ရင်သုံးပါခွင့်ကြည့်ပါပေါ့နော်ကိုအဆင်ပြေရင်ကိုတို့အကောင်းပါတယ်ကျွန်တော်ကကျွန်တော်တက်စစ်မပြေလို့မသုံးတာဖြစ်ပါတယ်ပေါ့နော်ကိုရဲ့စိတ်မှသာမူတည်ပါတယ်အဲ့တော့ကောင်းမကောင်းဆိုတာကိုယ်နဲ့ဆံပြီးတော့တုံးကြည့်ပါလို့အကြံပေးပါတယ်ဗျโอเคအားလုံးအဆင်ပြေပါစေ